စစ်ကောင်စီကကျင်းပဖို့ကြိုးစားနေတဲ့ရွေးကောက်ပွဲကိုဝေဖန်ရေးသားသူတွေအပေါ်ဖမ်းဆီးရေးယူထားတာ88ယောက်ထိရှိပြီလို့စစ်ကောင်စီပြည်ထရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကပြောကြားလိုက်ပါတယ်။အော်တိုဘားလ31ရက်နေ့ကကျင်းပခဲ့တဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဘို့ကော်ပိုရိတ်အစည်းအဝေးမှာအခုလိုပြောဆိုလိုက်တာပါ။ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေပြက်ပြားစေဖို့ဤမျိုးမျိုးနဲ့ကျူးလွန်သူတွေကို ရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှအကာအကွယ်ရေးဥပဒေနဲ့အော်တိုဘားလ29ရက်နေ့အထိဖမ်းဆီးခဲ့တာ40ရှိခဲ့ပြီးတော့အမျိုးသား83ဦးအမျိုးသမီး5ဦးစုစုပေါင်း88ဦးအထိအရေးယူထားတယ်လို့ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကအစည်းအဝေးမှာပြောထားပါဗျ။စစ်ကောင်စီကပြတ်ထန်းတဲ့ရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှအကာအကွယ်ရေးဥပဒေဟာရွေးကောက်ပွဲကိုဟန်တာနှောက်ယှက်ရဲ့အနည်းဆုံး1000နှစ်ကနေအများဆုံး တက်တက်တကျွန်းနဲ့ဒေတာအထိချမှတ်နိုင်ပါတယ်စစ်တပ်ကဝါရဖြန့်ရိုက်ကူးတဲ့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများရုတ်တံဇလန်းကိုဝေဖန်လို့ဆိုပြီးတော့အဲ့ဒီဥပဒေနဲ့ပဲဒရိုက်တာမိုက်တီတရုတ်ဆောင်ကျော်ဝင်းထွတ်ဟာတာတရုတ်ဆောင် အုံတိုင်းဒရိုက်တာဇဘူးထွန်းသက်လွယ်ဒရိုက်တာအောက်ချမ်းလူတို့ကိုဖမ်းဆီးထားပါတယ်